ဆိုမြတ်စွာဘုရားကိုယ်တိုင်ကဒီဖိတ်ခေါ်တယ်ဆိုတာကိုသိရင်အလွန်အံ့ဩစရာကောင်းတယ်ဘလွန်အံ့ဩစရာကောင်းတယ်အဲ့ဒီဇာလန်းလေးကိုပြန်ပြီးတော့ပြောကြည့်အောင်ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲမှာဒီတန်ယုတ်ပါဠိတော်ထဲမှာဝင်ကိတတန်ယုတ်ဆိုတာရှိဝင်ကိတမထင်ရတာရုပ်ချင်းထထပြီးတော့ချီကျူးတဲ့စကားလေးတွေကြပြာနဲ့ဒီကုန်းပြီးတော့ရုပ်စုတယောက်ထားလေးရှိတယ်အဲ့ဒီဝင်ကိတတန်ယုတ်မှာဩဝါဒနာတုတ်တံဆိုတာရှိတယ် ဘယ်ချိန်တုန်းလို့ဆိုအဲ့ဒီပွာရဏတုတ်တံမှာလဲအခုလို့သတင်းကျွတ်လာပြည်နေပဲမြတ်စွာဘုရားကိုယ်တိုင်ကတပည့်တွေကိုပွင့်လင်းစွာသူ့အပြစ်ရှင်ပြောကြလို့ဆိုတော့ဘုရားကိုယ်တိုင်ကဖိတ်ခေါ်ခဲ့တာရှိပေါ့နော်အဲ့ဒီမှာရှန္ဒနာကနိဒန်းအနေနဲ့ပြောထားတာပါတော့ဆိုမြတ်စွာဘုရားကတာဝတိပြည်ပုဗ္ဗယုံကြောင့်ဝိကရမတာရဲ့ပြတ်သက်ဆောင်မှာသတင်းသုံးနေတယ်တဲ့အခုလို့သတင်းကျွတ်လာပြည်နေကြီးမှာမြတ်စွာဘုရားမိခရမတုပတ္တရပြတ်သက်ကနေအောက်ဆင်းပြီးတော့ ကျင်ဝန်းနဲ့လွင်ကျင်ကြီးမှာထိုင်နေတော့ယဟန်တန်က900ပါပဲမြတ်စွာဘုရားကိုချမ်းချမ်းပြီးတော့ဘုရားနာမှာထိုင်နေချာအဲ့ဒီလိုထိုင်နေတဲ့အချိန်လေးကအခုလိုသတင်းကြော်လာပြီနေ့အချိန်လေးတစ်ခုပဲဖြစ်တယ်အဲ့ဒီလိုထိုင်နေတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ခပရိသတ်တွေကိုမိတ်ကြားတဲ့ဖိတ်ကြားတဲ့စကားလေးတစ်ခုမြတ်စွာဘုရားကိုယ်တိုင်မိတ်ကြားခဲ့တာရှိတယ်ဟောဘုရားလိုပုဂ္ဂိုလ်ကတောင်းပါပဲငါအပြည့်ရှိရင်ပြောကြလို့ပြောသေးတာပဲဂျန်တဲ့ပုဂ္ဂိုလ်ကဘာမှပြောနိုင်ကြရှိမလဲနော် မြတ်စွာဘုရားကယဟန်တွေကိုဘယ်လိုမိတ်ရှိတော်ဆိုဟန္တာဓာတိပိတ်ခွေပေါ်ဝါရေးပြီးယဟန်တို့အခုသင်တို့ကပန်ကြားပါလေဖိတ်ကြားပါလေဟန္တာဓာတိပိတ်ခွေပေါ်ဝါရေးပြီးပေါ့နတ်ဆမေကိဉ္စီဂရဟထကာယကံဝါစေတတိကာယကံဝါစေတတိဝါသတိကံဝါလို့ဒါမြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားနော်ယဟန်တို့အခု င်တို့ကငါဖိတ်ကြားပါတယ်။ငါပေါ်မှာကာယကံမှုဝစီကံမှုနဲ့များပြစ်တင်စရာရှိတယ်။ပြစ်ဟိုလားပြစ်တင်စရာရှိရင်ပြောကြပါလို့ဆိုတဲ့နော်။ကာယကံမှုဝစီကံမှုနဲ့ပတ်သက်ပြီးတော့ပြစ်တင်စရာများရှိခဲ့လို့ရှိရင်ပြောနိုင်တယ်လို့ညွှန်ဆိုပြ။ဒါဖရားပေါ်ဝါဒနာပြုတာပဲပေါ့နော်။ညွှန်ဆိုပြအဲ့လိုဖရားကငါဟာအများရဲ့ခေါင်းဆောင်ဖြစ်တယ်။ငါကသာတတိပေးရမယ်။ ငါတပည့်တွေကငါ့ကိုတတိပေးเสียမလိုဘူးလို့ဒီလိုမြတ်စွာဘုရားရဲ့စိတ်ဓာတ်ထဲမှာမရှိဘူးဆိုတာအမြဲတမ်းပွင့်လင်းဖြစ်ကြတယ်